အားလုံးပဲမင်္ဂလာပါမယ်နေယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester Town နဲ့တင်းတဲ့ပတ်သက်ပြီးကစားသမားတွေနောက်ဆုံးရသတင်းလေးတွေရှိပါတယ် Andre Onana နဲ့ပတ်သက်ပြီးတော့ကြောင်းရဲ့ပြီးလို့ချင်း Rashman White နဲ့ပတ်သက်ပြီးတော့လည်း Fabrizio Romano က report တွေကြောင်းတောက်လျှောက်ပြုလုပ်လာပါတယ်ဆိုတော့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအခြေအနေတခုမှဘလို့ကြောင်းရတဲ့ပါဝင်မှုစီးမလဲဆိုတော့ကျွန်တော်တို့ဆွေးနွေးတော့ပါမယ် အလုံးမင်္ဂလာပါဆရာသမားတို့အလုံးမင်္ဂလာပါပထမအဆုပါဗျာအန်ဒရီအိုနာနည်းနည်းပြသပြီးတော့ပြောလို့ချင်းလက်ကြီးအငားတရာတီတော်ကစားနေတဲ့ transfer ပေါ်တင်းနဲ့အန်ဒရီအိုနာနာဆိုရင်ရာတီကုန်တာနဲ့မက်ချက်စာအောင်နေတဲ့အသင်းစီကိုပြန်လာမှဖြစ်တယ်ပေါ့ပြန်လေရောက်ရှိလာမှဖြစ်တယ်အသင်းဘက်ကဒီကစားသမားဖြစ်သူကိုလာမေးအနာကဲအစီအစဉ်နဲ့ပြီးလို့ချင်းလိုင်းရဲ့လူစည်းမှာပါပေါ့ဗျာ ပါဝင်မှုမရှိတော့ဘဲနဲ့အတိခေါ်ယူထားတဲ့ဆယ်နီလဲမဲကိုမက်ချက်စတာယူနိုက်တက်အသင်းကသဘောကျနေရှိမှုတွေရှိနေပြီးတော့လုံးဝအမေရိကန်ယုံကြည်ထားတယ်။ဒါကြောင့်အန်ဒရီအိုနာနာအသင်းကိုရောက်ရှိလာရင်လည်းပဲရောင်းချဖို့ကိုပဲဦးတည်ထားကြောင်းဖာဘိုဆိုရိုမနုံကရပိုးလုပ်ထားပါတယ်။ဆိုတော့အန်ဒရီအိုနာနာနဲ့မက်ချက်စတာယူနိုက်တက်အသင်းကတော့ဒီမှာတခဲရက်တော့ပါပြီ။လက်ရှိထွေဆိုဆိုအသင်းမှာသူကစားနေတဲ့ကဘာပလာပွေးစီတွေမှာလည်းသူကစားတယ်။ဒါပေမဲ့ သူရောက်နေတဲ့အတင်းတိုင်းမှာကစုပ်ပြဲတဲ့ပြီးတော့ဘလို့မှအခြေအနေမကောင်းပါဘူးမက်ဆေ့ချ်ဆောင်နေတဲ့အတင်းမှာတရားတင်နေရသည်ဖြစ်တဲ့ငယ်တဲ့ဒါပဲမလို့ကျွန်တော်အတင်းရင်ယုံကြည်နိုင်လောက်တဲ့ကျွန်တော်အတင်းရင်ကိုပေါ့ကိုဘလို့မှမကောက်ွေနိုင်တဲ့အတွက်အတင်းဘက်ကတရားတင်အငားရှာတာတွေအပီးတဲ့တွေပါနေကျွန်တော်မပောင်ဝင်တဲ့အတွက်ဒီကိုသမားကို သူတို့အတင်းဘက်ကလည်းမလို့ရှင်ဘူးဆိုတော့အတင်းကိုပြန်ရောက်လာပြီဆိုရင်လည်း ဒီကိုသမားကလူစင်းထဲမှာလည်းမပါဝင်တော့ဘူးရောင်းချဖို့ပဲကျွန်တော်တို့ဥတည်ထားတယ်တကယ်လို့အပြီးတဲ့မရောင်းချနိုင်တောင်အငားထက်မှပြီးတော့လဲလဲတော့မှာမရတဲ့ဆိုကျွန်တော်တို့ရတာကိုကျွန်တော်လုပ်ရမှာပဲအခုလည်းပဲအဲထရက်ဆိုဆိုအတင်းကတကယ်လို့ဒီကိုသမားကိုခေါ်ယူမေးဆိုရင်တော့ညှိနှိုင်းလို့ရသေးတယ်ခက်တာကကိုသမားအန်ရွေအိုနာနာကသူတို့အတင်းမှာလည်းပုံစံကောင်းတွေပျောက်ဆုံးနေတယ်ဟုတ်တယ်မလားကဘာဗလာသူနိုင်ငံအတင်းကင်မရာပွေးစီတွေမှာလည်းပဲလုံးဝတိုက်ပဲမှုတွေရှိနေတဲ့အတွက်အတင်းဘက်ကလည်းရောင်းချပဲ အန်ရီအူနာနာကမက်ရှယ်ဆောင်နဲ့တဲ့အတင်းနဲ့ဘလို့မှအစင်မပြေတော့တဲ့အတွက်ပြီးခဲ့တဲ့ရာသီမှာဆန်နီလဲမဲ့ကိုကျွန်တော်ခေါ်ယူခဲ့တဲ့ဈေးနေတဲ့ဒါပေမဲ့လို့လူငယ်ကိုသမားတယောက်ပြီးပြီးတကယ့်ကို quality ကျွန်တော်ပြီးလို့ရှိရင်လာမယ့်အနာဂတ်မှာဒီကိုသမားနေပဲကျွန်တော်အစင်ပြေဖို့အတွက်မက်ရှယ်ဆောင်နဲ့တဲ့အတင်းကဒီလိုမျိုးစီစဉ်လာတာဒါကကျွန်တော်တယောက်ရဲ့အမည်ပြောလို့ချင်းကျွန်တော်အမည်လို့မဟုတ်ပါဘူးပရိသတ်တော်တော်များများကအန်ရီအူနာနာကိုအသိမှမရှိချင်တော့ပါဘူးဒါကအမေတရားပဲ ကိုတင်းကိုရောက်လာတဲ့ကစားသမားတိုင်းကပုံစံကောင်းနေပျောက်ဆုံးနေအဆင်ပြေမနေဘူးကြောင့်တို့အန်ဒရီအိုနာနာကလည်းအတင်းအနာခဲ့အစီအစဉ်မှာဘလို့မှပါဝင်တော့မဟုတ်ဘူးဆိုတော့ဒါကဖာဘီဇိုရိုမနိုကအန်ဒရီအိုနာနာနဲ့ပတ်သက်ပြီးတော့ရီပို့လောက်လာတဲ့အခြေအနေတခုပေါ့ထိပ်ပြီးတော့ကျွန်တော်တို့ဖာဘီဇိုရိုမနိုကရီပို့လောက်လာပါတယ်မန်ချက်စတာအုံနဲ့အတင်းတိုက်စစ်ကစားသမားရက်ရှမန်ဝိုင်လဲအပေါ့ဗျာ အသင်းကိုပြန်လာဖို့အသင်းနဲ့ဖွေးထုတ်ကစားပေးဖို့အတွက်အစီအစဉ်လုံးဝရှိမနေတော့ဘူးကစားသမားဖြစ်သူပေါ့ဗျာအပြီးသဲဝယ်ယူခွင့်နဲ့နာပိုလီအသင်းကစာချုပ်ချုပ်ဆိုတော့ဖို့ရှိနေတယ်ဆိုပြီးတော့ရိုမိုနိုကထည့်မှန်ပြီးတော့ဖော်ပြသွားပါတယ်ဆိုတော့လက်ရှိကိုအသင်းမှာပေါ့ဗျာတိုက်စီပိုင်းမှာဥဆောင်လာတဲ့ကစားသမားတွေကိုကြားလို့ချင်းဘက်ဂျမိုဆက်စကိုကြုံလို့ရှိတယ်ဂျူဆူယာဇစ်ကီရှိတယ်ပြီးလို့ချင်းလူငယ်ကစားသမားလေးချီတူအိုပင်ရှိတယ် တခါတခါကျွန်တော်တို့မတိရဲ့ကိုညာကိုအထောင်နေရာတမောကစားတာကျွန်တော်ရှိတဲ့အတွက် regiment wireless နဲ့ messenger on နဲ့အတင်းအနာကေကအိုနာနာလိုပါပဲလုံအောင်ရှိမနေတော့ပါဘူးကစားသမားဖြစ်သူကိုနာပိုလီအတင်းကအပီးတဲ့နဲ့ဝီဝီဖို့အစီအစဉ်ကျွန်တော်ဆွေးထားတယ်တကယ်လေးပဲနာပိုလီအတင်းက regiment wireless ကိုသဘောကျနေမှုရှိတယ်အိုနာနာထဲတော့ဆိုင် ကောင်းတာပေါ့ဗျာဒါကြောင့်ကိုအတင်းနဲ့ regiment wireless ရနောက်အနာကေမှာဘလို့မှကျွန်တော်အတင်းကိုလေးပြန်လာတော့မှမဟုတ်သလို့ ယူနိုက်တက်အသင်းနဲ့လည်းယူနိုက်တက်ကစားသမားတယောက်အနေနဲ့ကျွန်တော်ရှိမနေတော့ပါဘူး။ဒါကအင်မတန်ဝမ်းသာစရာတည်ငောက်တစ်ခုလို့ကျွန်တော်တို့ပြောရှင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိုနာနာလိုပါပဲရရှိမဲဝိုင်လန်ကိုကျွန်တော်အချိန်ပေးခဲ့တာ200တီ300တီမကားတော့ပါဘူး။ဒီလိုအနေထားမှာအာကောင်းလာနုံတို့ကောင်းလာနုံတို့ကျွန်တော်တို့ညှော်မဲထားခဲ့တာတကယ်တမ်းတွေ့ကြရလို့ရှိရင်ရရှိမဲဝိုင်လန်တို့ဂျူဇူအာစီစကီတို့ကိုအဲ့ဒီအထောင်နေရာမှာအမေကယ်ဆုံး ဖြစ်ဖို့တဲ့ကျွန်တော်ကော်ယူခဲ့တာတိုးတော်ညာလည်းပဲထင်ထားသလိုဖြစ်မလာတဲ့အတွက်ကျွန်တော်အငားရှာထားခဲ့တာတောင်းနာပိုလီအသင်းကလည်းဒီကစားသမားကိုခေါ်ယူဖို့လည်းရှိနေတဲ့သဘောကျနေမှုရှိတာပေါ့ဆိုတော့လာမယ့်အနာဂတ်အစီအစဉ်တွေမှာ Regiment Wine နဲ့ Andre Onana ကတော့ Manchester United အသင်းကစားသမားတွေမရှိတော့ပါဘူးမဖြစ်တော့ပါဘူးကိုအသင်းနဲ့ဒီကစားသမားနှစ်ယောက်ကတခဲရဲ့ပြီးစုံတော့ခဲ့ပါပြီဒါက Manchester United ပြည်သက်အများဆုံးလိုချင်နေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ် ကိုအစ်တီမှာရောက်လာတယ်။ဘာမောက်ကိုအတုံးမကြောက်ဘူး။တကယ်တမ်းတွေ့ကြရလို့ကြည့် regiment wine line တွေကိုကျွန်တော်ခုနပြောသလိုပါအများကြီးညှော်လင်းခဲ့တာ Andre Onana တို့ကိုသို့တော်ညာလဲဒီကစားသမားတွေကကျွန်တော်တို့ထင်သားသလိုကျွန်တော်တို့ညှော်လင်းသလိုကျွန်တော်အသည့်လူအချက်တွေကိုဘလို့မှမဖြစ်စေပေးနိုင်တဲ့အတွက်ကျွန်တော်တို့ကအငားရှာထားခဲ့တာ။ဒါပြေကျွန်တော်တို့ကြည်တဲ့စင်ကျော်တို့အစွမ်ပီလာအသည့်မှာဆင်ပြေလာမပြေဘူး။တပွဲကောင်းနေနှစ်ပွဲကောင်းနေဒါပေမဲ့တိုင်ပေးတော့တာပဲ။ဆိုတော့ ကိုအတင်းကအငါရှာထားတဲ့ကစားသမားတွေဒီမှာဆိုရင် တချို့တဝက်လောက်ပဲတခြားအစ်တွေမှာကောင်းတယ်တချို့တဝက်တွေကအဲ့ဒီအတိုင်းပဲဖြစ်နေတာပြီးလို့ရှိရင်ကျွန်တော်တို့ market ratio အနေနဲ့ကလည်းဘာစီလိုနာအစ်တွေမှာအဆင်ပြေနေတယ်လို့ကျွန်တော်တို့တွေးထားတယ်တခုတော့ရှိတာပေါ့ဗျာဘာစီလိုနာအတင်းနဲ့မန်ချက်စတာအောင်နဲ့တဲ့အတင်းတို့ရဲ့ရှုပ်ဆိုခဲ့တဲ့စာချုပ်အရာဆိုရင်ကစားသမားဖြစ်သူတို့သဘောကျနေပြီဆိုရင်တို့ဝေယူဖို့အလုံးဝအမေကန်ရှိမိဆိုရင်ယူနေတဲ့အတင်းကို အပီတဲ့နဲ့ဘလို့မှုစဲတော့မလို့ဆိုတာကျွန်တော်တွေ့ထားမယ်ဆိုတော့အခုအနေနဲ့မှာဆိုရင် NWA ဩနာနာရော Regiment Wildland ရောလာမင်းအနာခဲ့မှာဆိုရင်လုံးဝအစီအစဉ်ရှိမနေတော့ဘူး NWA ဩနာနာကအသင်းကိုရောက်လာမယ်ဒါပေမဲ့လို့လူစင်းမှာတော့ဒီကုသမကိုထိသိမ်းအသူမပြုတော့ဘူးရောက်ရှောက်ဖို့ပဲဥတည်ထားတယ် Regiment Wildland အနေနဲ့ကတော့အဲ့ဒီအသင်းမှာပဲအပီတဲ့တွေဘာတွေနဲ့ထက်မှန်ပြီးတော့ခေါ်ယူတော့မယ်ဆိုတော့ Regiment Wildland ကအသင်းကိုတော့ရောက်လာဖို့အစီအစဉ်မရှိတော့ပါဘူး ဆိုတော့ဒီသတင်းကတကယ့်ကိုကောင်းတဲ့သတင်းပါစာသမားတို့ရေကျွန်တော်အသင်းမှာပိုရှင်နေတဲ့ကစားသမားတွေအဆင်မပြေတော့တဲ့ကစားသမားတွေလုံးဝတိုင်ပင်းနေတဲ့ကစားသမားတွေကိုချီးတုံးနေတာကတော့တကယ့်အားရကျင်းနေစရာလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်လာမယ့်အနာဂတ်တွေမှာလာမယ့်အနေထားတွေမှာကစားသမားတစ်တွေလုံးဝ quality အမေကန်စုပြနိုင်မယ့် player တွေကိုကျွန်တော်ခေါ်ယူဖို့လိုပါတယ်အခုလေးကွင်းလေးတို့မှာကျွန်တော်ပြင်မထားနေတဲ့ကစားသမားတွေရှိတယ်သို့တော်လည်းပဲသူတို့အသေးတွေနဲ့ စာချုပ်ကျင်သေးတာရဲ့ပြီးလို့ရှိရင် United အသင်းကခေါ်ယူမယ်ဆိုရင်သူတို့ကလာစားတယ်မတမတရားဟောပြောင်းရွှေ့ကြတဲ့အများကြီးပိုတောင်းထားတဲ့အတွက်ဒီလိုအခြေအနေတွေလေးကြုံလို့တွေ့ထားရမယ်ဆိုတော့ညီကတို့အနေနဲ့ Andre Onana နဲ့ပတ်သက်ပြီးတော့ရဲ့ပြီးလို့ရှိရင် Regiment Wine နဲ့ပတ်သက်ပြီးတော့ရဲ့ဘလို့ထင်မြင်ချက်ရှိလေ Regiment Wine ကိုတကယ်ပဲ Napoli အသင်းကအပိသက် American ခေါ်ယူဖို့ရှိမလား Onana ကိုကျွန်တော်အသင်းအနေနဲ့ပြောင်းလာပြီဆိုရင်ဘလို့အစီအစဉ်တွေဆွေးမလဲဘလို့တွေလှုပ်ဆောင်မှုရှိမလဲဆိုတာ ရှင်နေပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလိုပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်ရှိအတိုင်းကျေးဇူးများတင်ပါတယ် Subscribe လေးတွေမလိုအပ်သေးရင်လည်းဒီ Channel လေးကို Subscribe လုပ်ထားပြီးတော့ Notification ခေါင်းလေးကိုတီးထားပြီးတော့အားပေးကြပါအောင်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ Okay ပါ